ဘူးလားရှိလားမင်္ဂလာရှိတယ်အသက်ရှိတာမင်္ဂလာရှိဘုရားရှင်လက်တတုံကဝိသကာကျောင်းမကြီးတို့အသက်120ဟုတ်ပြီလားအဲ့ဒါရှိရှိတုံကတီလာတွေကောင်းခဲ့တာဘာတွေကောင်းခဲ့တာဒါကြောင့်ဒုဒကကြီးတို့ဒကမကြီးတွေအသက်ရှိချမ်းမာခြင်းဒီဘဝမှာတီလာအကောင်းကောင်းဖြည့်ခြင်းကြဖို့မလိုဘူးလားအေးတီလာအရေးကြီးတယ်အလုံးပေါ်မှာမေတ္တာထားရမယ် မလုံမုံထားတဲ့စိတ်တွေဘ ᱹ ဓုပေါ်မှာမထားကြပါနဲ့နော်အဲအဲ့လိုလူတွေမှာလောဘတွေအာကြီးဒေါသအာကြီးမောဟအာကြီးမာနအာကြီးအိတ်တာမစ္စရိယအာကြီးရင်အဲ့ဒီပုံကူတွေကယောဂများများဖြစ်ပြီးအသက်တူတယ်ဟုတ်ပြီလားဒါကြောင့်မိမိတို့တွေအသက်ရှိကျန်းမာခြင်းရင်တီလာဖြည်းဖြည်းစင်စင်ဖြစ်အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားရမယ်ဟုတ်လားအဲတတော်အားလုံးပေါ်မှာမေတ္တာထားရမယ်တတော်အားလုံးဟာတန်တရာရဲ့ ရွှေတော်မြို့တော်တွေသာဖြစ်တယ်เนาะဒီဘဝမှာမိမိတို့ရဲ့အယက်ဒေတာတွေဝေးချင်ဝေးကြမယ်เนาะမြို့ရွာဒေတာတွေဝေးချင်ဝေးကြမယ်နိုင်ငံတွေဝေးချင်ဝေးကြမယ်အတိတ်ဘဝထိုးထိုးတန်တရာကိုပြန်ကြည့်မယ်ဆိုရင်အားလုံးဟာမိဟောင်းဖောင်းဟောင်းရွှေဟောင်းမြို့ဟောင်းတွေပဲလို့ဖယားရှင်ရဲ့ပါဠိတော်အထာကရာတွေကြည့်ရင်သိရှိရပါတယ်เนาะ ဒါကြောင့်တခါကြီးတို့အားလုံးဟာကိုယ့်ရဲ့ဆွေတော်မျိုးတော်တွေမိဟောင်းဖဟောင်းတွေတားဟောင်းသမီးဟောင်းတွေလို့ဒီလိုစိတ်ထဲမှာသဘောထားပြီးတော့အားလုံးပေါ်မှာမေတ္တာပို့နိုင်အောင်မေတ္တာထားနိုင်အောင်ကြိုးစားကြရမှာဟုတ်လားအဲ့လိုမေတ္တာရှိတဲ့ပုံကိုယ်တွေသီလရှိတဲ့ပုံကိုယ်တွေဟာတခါကြီးဥထွန်းရှင်လိုပဲအသက်ရှင်ခြင်းအကျိုးတွေရမှာသဘောပေါက်လားအေးဒါကြောင့်အသက်ရှင်ကြမှာဖို့သီလတွေကိုမလုပ်ရမလဲအဲစောက်စီရမှာအားလုံးပေါ်မှာဘာထားရမလဲ မေတ္တာထားရမယ်။အေးအဲ့လိုတီလရှိမေတ္တာရှိစိတ်ကောင်းရှိတဲ့ပုံကိုယ်တွေဟာအသက်ရှိချမ်းသာပြီးတော့အမျိုးပါသာသာသနာအကျိုးကိုဆောင်ရနိုင်မှာ ဖြစ်တယ်။ဟုတ်ပြီလား။ဒါကြောင့်အခုဘဝဆိုတော့တန်ဖိုးကြီးတယ်။လူဘဝဆိုတာတွေ့ဖို့မလွယ်ဘူးလေ။ဒါကြောင့်မို့လူဘဝကို ရရှိတုံးလေးတွေ့ကြုံဆုံးလေးအဲ့ဒီလိုအချိန်မျိုးလေးမှာအခုလိုမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းတို့ရဲ့အကြာရှင်တန်တဲ့အခိုက်လေးမှာ တကကြီးတို့တကမကြီးတို့ဟာမကောင်းမှုမှန်သမျှကို လုံးဝမလုပ်ကြပါနဲ့နော်အနှဲငယ်လေးတောင်မလုပ်ပါနဲ့နော်ဟောနာဆရာတော်ဘုရားကြီးတို့ပူဇော်သွားကြတဲ့မေတ္တာတုံမှာယေနာဂိဉ္စီနာသဂௌဒ္ဓမာစရိဂိဉ္စီယေနာဝိညူပရေဥပဝရေယောမကောင်းမှုမှန်သမျှကိုနော်အနှဲငယ်လေးတောင်မလုပ်ရဘူးတဲ့ကောင်းလားမကောင်းလားသိကောင်းတယ်မကောင်းမှုတွေဟာမကောင်းကျိုးကိုပေးမှလေး ဟုတ်တယ်မလားဒါကြောင့်မို့မကောင်းကျိုးတွေပေးပြီးဆိုရင်ကိုယ်မှာမကောင်းတဲ့ဆင်းရဲတွေခံရပြီးဆိုရင်မခံနိုင်ကြဘူးလေလူတွေဟာမကောင်းကျိုးတွေကိုအလိုမရှိပါဘူးဟုတ်လားမကောင်းကျိုးတွေကိုအလိုမရှိတော့လည်းပဲမကောင်းကျိုးတွေခံနေရတယ်ဆိုတာက အတိတ်တုန်းကအကြောင်းမကောင်းခဲ့လို့ပေါ့ဟုတ်တယ်မလားဒါကြောင့်မို့ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ဆွတ်ရဲွယ်ဖြစ်မယ်ဆိုရင်နာဆောင်ကုဒ္ဒါမာဇရိကိန်စီတဲ့ရေနဝိညူပရိဥပဝတိယောနော်အနေငယ်လေးတော့ ပညာရှိတွေကဲ့ရဲ့ဆွဆွဲပွဲအမှုတွေကိုမလုပ်ရဘူးเนาะအဲကြောင့်မိမိတို့ဒီတီလာကိုဖြူစင်ရမယ်တီလာကိုအကောင်းဆုံးဖြည့်ကျင်းရမယ်เนาะတီလာရှိတယ်လူဟာအသက်ရှိတယ်ကျန်းမာတယ်ယောဂါကင်းတယ်ဒါတကကြီးဥထွန်းရှိန်ဟာဒါအတိတ်အကြောင်းပစ္စုပန်အကျိုးကိုကြည့်လိုက်ရင်အတိတ်အကြောင်းကိုဥစဉ်လို့ပေါ်တယ်ဟုတ်ပြီเนาะအဲဒါကြောင့်ဥစဉ်တို့ဒီသင်္ခါရဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကြောင့်ဒီခန္ဓာ၅ပါးလက်ဖြစ်နေရတာအလုံးသိတယ်သင်္ခါရိနဇနိယမာနံဆိုတော့ ဒီသင်္ခါရဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဖြစ်စီအပ်တဲ့ဒီပဋိသင်္ဍေဝိညာဉ်စိတ်တွေဟုတ်ပြီလားဒါကြောင့်မိမိတို့ကုသိုလ်သင်္ခါရကောင်းခဲ့ရင်တော့ဒီပြစ္ဆုတ်ပံပေါင်းမှာအသက်ရှည်ရှည်ကျန်းကျန်းမာမာဖြစ်မိမိတို့အမျိုးပါသာသာသနာကုသိုလ်ကောင်းမှုတွေလုံနိုင်မှာမလုံနိုင်ဘူးလားဟေးဒါကြောင့်တချို့ကအသက်ရှည်တယ်ကျန်းမာရေးမကောင်းတာမျိုးလည်းရှိတတ်တယ်နော်တချို့ကအသက်လည်းမရှည်ဘူးကျန်းမာရေးလည်းမကောင်းဘူးအဲ့လိုဆိုရင်ကောင်းပါမလား မကောင်းဒါကြောင့်အသက်ရှိရှိကြမ်းကြမ်းမာမာဖြစ်စေဖို့ဆိုရင်အခုမိမိတို့မှာစ조사မဲ့အခွင့်အရေးတွေရနိုင်လားမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်အတိတ်ကအကြောင်းကတော့မိမိတို့တွေပြုပြင်လို့ရပါတော့မလားမရနိုင်တော့ဘူးအတိတ်ကပြီးခဲ့ပြီဒီပစ္စုပန်မြတ်မောဘွားမှာအရေးကြီးဆုံးလို့မှတ်ရမယ်နော်ဒါကြောင့်ဒကာကြီးတို့ဒကာမကြီးတို့ကပစ္စုပန်မြတ်မောဘွားလေးမှာပဲအခုလို့ကိုဘာတီလာမဆောင်နိုင်ရင်တော့အခုလို့ငါးဘာတီလာလေးကိုခါဝတ်ပစိုးကဲသူမြဲအောင်ကျင့်ရမယ်ဟုတ်လား